အခုဒါပြီးတော့နမိတ်ဆိုင်အစ်စ်စတောင်းဆက်လက်တင်ပြလိုပါတယ်။ဘာသံတင်ကိုဒီကြရာမလုပ်သေးဥမချသေးအစ်စ်ကဇလံကခံလို့တော့အလားရှင်မြတ်ကသူ့ကိုချဲနံငယ်ရဲ့ကိုပြစ်မယ်လို့မိန်တော်မူပြပါလေ။အစ်စ်ကဘယ်လိုခွင့်တောင်းသလဲဆိုတော့အလားရှင်မြတ်အလားရှင်မြတ်ကျူတော်ရှင်အစီတော်များမှာအပ္ပံတူတာအလုံးကို အမှားမှားရင်းဖြစ်အောင်တွေးဆောင်ဝင်ကြည့်ပါလို့အလားရှင်ကတူကောင်းမှန်တဲ့အခါအလားရှင်ကကောင်းပြီလို့ဖွင့်ကြည့်ပေါ်မူပါလေအဲ့ဒါကိုအလားရှင်ကဘာဖြစ်လို့ဖွင့်ပြရတယ်ဆိုတာစဉ်းစားလို့မရနိုင်တော့ဖြစ်ရပါလေလူသားများကအမှားမှားရင်းဖြစ်အောင်လုပ်မဲ့ဒီ list ကိုအလားရှင်ကဖွင့်ကြည့်ထားတာပြောလို့သဘောပါလေ သူ့ကိုထိမ့်သိမ်းချုပ်ချယ်မခံနိုင်ဘူးလားအလွန်ဆိုးသွားတဲ့သူများကိုအစိုးရကထိမ့်သိမ်းထားတယ်လို့ဒီလောက်မဟုတ်မဟာရှောက်လုပ်တဲ့ iblis ကိုအထင်းသိမ်းပဲအလားရှိမြတ်ကဆွတ်ထားရပါမလားခွင့်ပြုထားရပါမလားအလားရှိမြတ်ကမကောင်းမှုမလုပ်ဖို့တစ်ဖက်ကကုန်တင်ထားပြီးတစ်ဖက်ကရှိတဲ့ iblis ကိုမကောင်းတာတွေလုပ်ဖြစ်ပေးထားတာဟာတစ်ခုနဲ့တစ်ခုဆန့်ကျင်တဲ့ဖြစ်မနေဘူးလား အတိအကျကိုရှိတာဦးမလားအစ်ဖစ်နဲ့ပတ်သက်တာကိုတော့စူရာ38အာတော့80မှာ83တိဖတ်ကြည့်တာပါနောက်ခံစင်းနာနဲ့ပတ်သက်ပြီးသင်ပြလိုပါတယ်အစ္စလမ်ဘာသာမှာအတိတ်ဘဝဆိုတာမရှိပါဘူးယခုပြစ္ဆုတ်ပန်ဒုနီယာရင်နောင်တမလွန်အနာဂတ်ဆိုတဲ့အာခိရကျစူရာရင်းရှိတာအဲ့ဒီတော့တင်ဆန်လူသားများအပါအဝင်တရှိတဲ့မြအားလုံးဟာ ဒီခုပစ္စုပန်ဒုနီယာမှာစတင်အလားရှိမြတ်တာဖန်ဆင်းတာပါပဲဒီဖန်ဆင်းတဲ့နေရာမှာမဟာကြီးနာတော်ရှင်ကြီးလူသားအလုံးကိုကောင်းမွန်ပြည့်စုံမှဖန်ဆင်းတဲ့အချို့ကိုစကြတဲ့ကအကျိုးအကန့်အားစသဖြင့်အင်္ဂါချွေရင်းစွာဖြစ်လို့ဖန်ဆင်းရတာလေသူတို့မှာပါသိရှိသိလို့နေဒီတဲ့ဆိုတာကတချို့များလူ့ဘဝတောင်းမြောက်ရသည် မိခင်ပိုက်သေးကထွက်ကလေးကမွေးကလေးကအပင်လေးများဖြစ်လာပါလေ။တနည်းအားဖြင့်ပြောရင်ခံစည်းခံလာရပါလေ။ဒီကရဝါရီဟာဘာအပြစ်မှလုပ်ရပြီးတာမဟုတ်ပါဘူး။အလားရှိမြက်ကစတင်ခံစည်းမှုအစ်စ်မှာပဲရှိပါသေးတယ်။တချို့ကြတော့မင်းဆွေမင်းမျိုးတစ်ဖြည်းတစ်ကြွေတည်းရဲ့ဘဝနဲ့မှာချမ်းသာစွာမွေးဖွားလာရတော့တနည်းအားဖြင့်ပြောရင် ခံစင်းခံလာရတော့ချမ်းသာလာကြတယ်ပြည့်စုံလာကြတယ်ဒါဒီကိုမြင်ရတော့အလားရှိမြတ်ကမင်းမမျှခံစင်းတော်မူတယ်လို့ဆိုရမှာလားသို့မဟုတ်ထိုတရားများသည်အသိဘဝကမိမိတို့ပြုခဲ့သောကုသိုလ်အာကုသိုလ်များအလိုက်ယခုဘဝမှာ မတူညီတဲ့ကွဲပြားလာကြတယ်လို့ဆိုရမှာလားဒီလိုမတူညီတဲ့ကွဲပြားနေကြတာဟာခံစင်းမှုတော့လား အတိတ်ဘဝကကုသိုလ်အကုသိုလ်အကျိုးပေးကြောင်းလားဆိုတာအမှန်တန်စဉ်းစားပြကောင်းပါလေသိသိကြည့်ရင်အဖြစ်ပေါ်လာမှာပါပဲစဉ်းစားကြပါနောက်ဆွေးနွေးတင်ပြခြင်းနာကတော့အစ္စလမ်ဘာသာဝင်မွတ်စလင်အပေါင်းအမှန်တန်စွဲလန်းတောင်းတမျှော်လင့်ကြတဲ့အမတဒုက္ခကုံဇနဥိတော်နေသူတို့အမတန်ကြောင်းရင်းရတဲ့ကျန်တဲ့ငယ်ကြောင်းပါလေမွတ်စလင်များဟာဇနကိုရောက်ဖို့အလွန်ကြိုးစားကြပါလေ ရှင်ရိယတရားတော်အရဂလီမာဖတ်တယ်ပကတ်ပြေးတယ်ပူဇာထားတယ်ဒီနေ့နမစကားကြည့်ဖတ်တယ်တတ်တိုင်ကြီးဟာချပြပူသွားကြတယ်ဒီလောက်ပြည့်စုံလို့ဒီတည်သွားကြတဲ့မွတ်စလင်ကြီးဟာအခုအထိတရားမှသူတို့မျှော်မှန်းတဲ့ဇနတ်ဝိတော်ကိုရောက်ပြီဇနတ်ရဲ့စည်းစိမ်ချမ်းသာများခံစားကြဖို့ဆိုတာတော့ဝေရောပဲဇနတ်မှာ လူစနစ်တရားမှမရှိလို့နေရာတွေအများကြီးပြတ်လပ်နေတယ်။ vacancy တွေအများကြီးရှိနေတယ်။ဇနတ်မှာလူစနစ်တရားမှမရှိတယ်လို့ဇနတ်ငရဲမှာလည်းတရားမှမရှိဘူး။မူစတိတ်ရောကာဖရောမူနာစတိတ်ရောတရားမှဇနတ်ငရဲကိုမြောက်ပြီးဘာဖြစ်လို့ဒီလိုပြောနေတယ်လဲလို့ဆိုရင်ကြံမဲ့ခေါ်တဲ့ဤကဘာနဲ့သက်တော်လာအောင်ပြည့်တဲ့နေမှာမြောက်ပြီးပဲဘူး။ ကျန်မဲ့နေ့ရောက်မှတာအလားရှင်မြတ်ကလူဘဝကလုပ်ခဲ့တဲ့မိမိတို့ကောင်းမှုမကောင်းမှုများအလိုက်အဆုံးဖြတ်ပြီးဒီဇဏတ်နဲ့ဇဏတ်ကိုပို့ပါဦးတက်ကြဝလာအပေါင်းကိုပထားလိုက်ပါတော့ဒီကဘာကြီးတစ်ခုတည်းကောင်းဒီလာကလေးကတခါမှမဖြစ်ပြီးတည်ပါဘူးအဓိကဆုံးပြောရင်လွန်ခဲ့တဲ့နှစ်ပေါင်း1400ကျော်တမန်တော်မြတ်မဟာမေတ္တရှင်လက်ထက်မှယခုအချိန်ထိကဘာမပြတ်တာကတော့ဒီကဘာ တပါးသားလုံးဝပြည့်စည်တဲ့ခမည်းတော်ကျွန်တော်တို့ဟာဒီလက်ရှိကပန်းကြီးမြေပေါ်မှာတခုလူပဲလူလုံးပြီးအသက်ရှင်နေနိုင်ပါလေအဲ့ဒီကဆီယမတ်တခါမှမဖြစ်ဘူးလေဆိုတာသိကြပါလေဆီယမတ်မဖြစ်သေးတော့အလားရှင်မြတ်ကအဆုံးဖြတ်မပေးသေးဘူးအဆုံးဖြတ်မပေးသေးတော့တရားမှဇနတ်ကိုမရောက်သေးဘူးတရားမှလည်းဇနတ်မြေကိုမရောက်သေးဘူးအဲ့ဒီတည်သွားတဲ့သူတွေရဲ့ဝိညာဉ်ကြီးဟာ လန်းစလာတာတာနေမှာပဲရှိနေကြသေးတယ်။ဘူမရောက်ဒီမရောက်ဖြစ်နေကြ။သူတော်ကောင်းရဲ့ဝိညာဉ်များကတောင်းရင်တမန်တော်မလာယကာဒီနာမှာအေးချမ်းပါရကွာနဲ့နေကြသည်။မကောင်းတဲ့သူရဲ့ဝိညာဉ်များကတော့ရည်ကြီးအောင်ခြင်းနဲ့ရဲနာမှာပြင်းပြောက်တဲ့ကွာနဲ့ဒုက္ခခံနေကြတုံးလို့ရှိတယ်။အဲ့ဒီတော့ဘုရင်သူတော်ကောင်းများမျှော်လင့်လာတဲ့နာကြောက်နေကြတာတခြားဘူး။ ဘာနဲ့သူနေကြတယ်လဲလို့ဆိုရင်ကိုယ်နဲ့သက်ဆိုင်ရာဒေသများကိုမြေထားနဲ့ကြီးပွားနေပြီလားဟာဒေသတွေတော့နာမည်မှမသိတော့တချို့ကမိုးလုံးဒီလုံးနဲ့အကောင်အမိုးအောင်မှာအင်းချင်းစွာတောင်းနေရပြီးတချို့ကဒီတောင်းဝန်အပြင်ဘက်မှာနေကူကူမိုးရွာရာသင်ရဒုက္ခခံဒေသဆောင်နေရတာမသိဘူးဒီလောကချနာ ဘန်းစုကိုပဲသူမှမရောက်ခင်ဘူတာမှာပေါင်းတင်နေကြတာလည်းဒီပြင်းဉာဏ်မှာတော်တော်စဉ်းစားကြပါဒီမျိုးကြောင်းမှုမကောင်းမှုများ၏အကျိုးဖြစ်အကောင်းကျိုးချမ်းသာမကောင်းမှုဆင်းရဲကိုပင်ပြီးသည့်တိုင်အောင်မခံစားရဘဲတို့လိုတမ်းလမ်းနဲ့တောင်းမတင်ရေမကျဖြစ်နေကြရတဲ့ဆိုတာဖြစ်နိုင်ပါမလားဟုတ်နိုင်ပါမလားကျွန်တော်တို့စဉ်းစားကြည့်ရင်တော့မှန်းဆနိုင်ရပါလိမ့်ဗမာပြည်မှာနွားသက်သမား ိသသမားတွေဟာညာသောအဖြစ်ခေါ်တော်သူများဖြစ်ကြပါလေ။အဲ့ဒီသူ့အသက်သက်တဲ့အာကုတ္တူကြောင့်ကျိုးကံဆွံ့အားတဲ့လူသူလူမျိုးကြတဲ့သူတွေထဲမှာသူတို့ဟာအများဆုံးပါပဲ။လူသားတွေဟာဖန်ဆင်းခံရတယ်လို့ဆိုရင်သူတို့လည်းအများဆုံးနာများနဲ့တန်းတူညီတူတင်္ဃာပြည့်စုံကောင်းမွန်စွာနဲ့ဖြစ်ရမှာပေါ့။အခုတော့သူများတွေနဲ့ဆိုင်ရင်သူတို့တည်းဟာ ျိုးကံဆွန့်အားပြီးကိုယ်နဲ့အင်္ဂါချွေရင်းတဲ့နေရာမှာသံမတူအများဆုံးဖြစ်နေကြတယ်။ကုသိုလ်အကုသိုလ်ရဲ့အကျိုးပေးခြင်းများမို့ခေါ်တော်များကိုကြည့်ခြင်းအဖြစ်အတော်ပြနိုင်ကြပါလေ။တစ်ပြောတစ်ခေါ်ကြီးမခံမနိုင်တော့အောင်ကြာမဲ့ဆရာမခေါ်ကပါပြည့်စီရောက်ပြီးအကြည့်တောင်းကြည့်နေကြမလိုဘူးလို့ထင်ပါလေ။ကျမ်းမဲ့ဆိုတဲ့ကဘာပြည့်တဲ့နည်းဟာခရိယံတန်မာကျမ်းစာအရတော့ ဒီတော့ judgment လို့ဆိုတဲ့ကြားဆုံးချက်တည်းပါပဲအဲ့ဒီမိကိုရောက်ဖို့ဘယ်တော့ကြာဦးမလဲလို့ဆိုရင် Hendrik Vermeer ရဲ့ The Story of Mankind ဆိုတဲ့စာအုပ်ကိုဖတ်ကြည့်ရင်သိနိုင်ကြပါတယ်အဲ့ဒီစာအုပ်မှာရေးထားတာကတော့အလျားမိုင်းတရားအနံမိုင်းတရားရှိတဲ့ကြောက်ကောင်တစ်ခုကိုအပေါင်းတစ်ထောင်ကြာမှအကျဉ်းလာပြီးနှဲ့ငယ်လေးတစ်ကောင်ကနှုတ်ပြီးပြီးတယ်ဒီကဲ့သို့နှဲ့ကလေးနှုတ်ပြီးပြီးမှများတော့ ြောက်တောင်ကြီးပွန်းပြီးကြောက်သွားတယ်။ကြောက်တောင်ကြီးကြောက်သွားတော့မှကဘာပြက်တဲ့နေကကြောက်ချင်မှရောက်အောင်ပါတဲ့။အဲ့ဒီဥပမာလေးကဘုရားပြဟောဥပမာနဲ့ခြေရာတဲ့သူနေတာကိုတွေ့ရပါလေ။အဲ့ဒါပဲလို့လေလို့ဆိုတော့အခါတစ်ပါးမှာမြတ်စွာဘုရားအားယဟန်တစ်ပါးကဒီကဘာကြီးမပြည့်စည်ပဲနေတာဟာဘယ်လောက်ရှိကြပါမလဲလို့မေးချောက်တဲ့အခါမြတ်စွာဘုရားက နှစ်ပိုင်းခြားနဲ့ပြောဖို့မလွယ်ဘူးဥပမာနဲ့တော့ပြနိုင်တယ်လို့မိန့်တော်မူပြီးအမြင့်တည်ယူဇနာအရှိတည်ယူဇနာအကျေတည်ယူဇနာရှိတဲ့ကြောက်တောင်ကြီးကိုအနှစ်တရာကြားတိုင်းကြားတိုင်းအမတန်နူးညံ့တဲ့ခရီးပါနဲ့တစ်ချိန်တစ်ချိန်ပုတ်ပြီးတဲ့အတွက်ဒီကြောက်တောင်ကြီးဟာပုံသွားသည့်တိုင်အောင်ကဘာအဲ့ဒီတော့ကဘာပြတ်တဲ့ကီယမဲနေ့ကိုရောက်ဖို့ဘလောက်ကြာအောင်လဲဆိုတာခံမှန်းလို့တာ ပြန်မနေရောက်မှသာရှင်ပြန်ထမြောက်ပြီးတော်ကောင်းပြီးဇနတ်ခေါ်တဲ့ဝိညာဉ်တော်နန်းကိုရောက်ရှိခံစားကြမှာဖြစ်တဲ့အတွက်တပြောတခေါ်ကြီးဘလောက်ကြာတာကျားသက္ခဏပေါက်နေကြမယ်ဆိုတာအဲမှာဇနတ်နဲ့ပတ်သက်ပြီးအနေနဲ့ပြောလိုပါတယ်ဇနတ်မှာအလားရှင်မြတ်ကချိုးမွေးသောအရာများကိုတိုက်ပြီးညီးတယ်လူပြည်မှာတော့ဟရမ်လို့တမ်းမြင်ထားပြီး ရှင်နဲ့ကြတော့ဘာဖြစ်လို့ခလာအဖြစ်နဲ့တက်ရတာလဲနောက်တစ်ချက်ကရှင်နဲ့မှာအမတန်ချောမောလှပါတယ်ဘူးကညာပြူလေးများရှိတယ်လူတင်ပြူလေးများရှိတယ်လို့တော့မပါဘူးညာအဲ့ဒါကိုတော့အမကျူစူရာ58အားတော့37မှ36တိဖတ်ကြည့်ကြပါအဲ့ဒီတော့ယောက်ျားများရှင်နဲ့ရောက်ရင်ကညာပြူလေးများနဲ့ပေါင်းဖက်ကြည့်ခံကြတာတော့ဟုတ်ပါရဲ့ မိမှန်များဇနက်ရောက်ရင်လူတင်လူလေးများမရှိသေးကညာစုလေးများသာရှိတဲ့အတွက်မိမှန်ချင်းပေါင်းရမလို့များရမလို့ဖြစ်နေအတော်ကတိကောင်းဖြစ်ကြွားကြရမှာပဲတော့ပြောချင်တာကတော့ဇနက်ရောက်ရှိကြမဲ့မွတ်စလင်သူတော်စင်များရဲ့ဘဝဟာမအိုမနာမတည်ပဲအပင်မြတ်ဒုက္ခချမ်းသာခံစားကြမလားသို့မဟုတ်တခုပြစ်ဆုံးပန်ဒုနီယာမှာလိုပဲ ဆင်းရဲဒုက္ခဘယ်လောက်ွားနေဝန်တာပြည်ကြမလားဆိုတာပါပဲဒီနေရာမှာအတော့ကိုအလေးနဲ့ထားပြီးစဉ်းစားသင်ကြပါလေကျွန်တော်နားလည်းဘလောက်သင်ပြရင်အင်းဆန်းလူသားများဟာဖန်ဆင်းခံရတဲ့ပြည့်စုံတုံးအမြင့်မြတ်ဆုံးဖြစ်ကြပါလေဘလောက်မြင့်မြတ်ပြည့်စုံတယ်လဲလို့ဆိုရင်ကောင်းကင်တမန်တော်မာလာယကာတွေတောင်မှသာတယ်အကောင်းဆုံးအပြည့်စုံဆုံးအမြင့်မြတ်ဆုံးပါဆိုတဲ့အလားရှိမြတ်ဖန်ဆင်းတဲ့ အင်းဆန်လူသားတွေကပအိုမနာမပေတဲ့လူကိုရှာကြည့်ကြပါတရားမှမရှိပါဘူးတမန်တော်မြတ်အပါဝင်လူသားအလုံးကတရားမကြံဦးနာပြကြရတာပါပဲအဲ့ဒီတော့အလားရှင်မြတ်ဒီပင်ဖန်ဆင်းတဲ့ခြဏနဲ့အလားရှင်မြတ်ဤခွင့်ပြုတဲ့အရာသာဝင်ရောက်ကြတဲ့ခြဏဥင်တော်သားများခြဏတိများကိုမအုံမနာပတိပဲရှိနိုင်ပါဘူးဟာ ဒုနီယာမှာရောအာခိရတ်မှာပါ လာရှင်မြတ်တပါးတဲ့ကပြုပြင်ဖန်ဆင်းနေတာကိုဒုနီယာပစ္စုပ္ပန်မှာအင်းဆန်လူသားတွေပျက်စီးယူနေတာကိုရွက်ဝါးတင်တွေ့နေကြတော့အာခိရတ်ဖြစ်တဲ့ဇနတ်မှာရောက်ကြရမယ်ဝိညာဘာဇနတ်ပညာဟာလည်းမပြတ်မစီအမြဲထာဝရချမ်းသာစွာတည်မြဲပါမလားဆိုတာလေးနဲ့စဉ်းစားတင်ပါလေဒီနေရာမှာ ကျမ်းမြတ်ခိုင်းတဲ့အယူဝါဒနဲ့ဆက်ပြီးပြီးပြောရင်ရှစီအကာအဒီနစ်ပြီးလို့ခေါ်တဲ့ကျမ်းမှာပေါ်ပြထားတာကတော့ဒုက္ခပုံနဲ့ငရဲပုံတို့ကိုပျက်စီးကြအံ့ထိုးပုံများ၌ရှိပေါ်သူများလည်းပျက်စီးကြအံ့လို့ပေါ်ပြထားပါတယ်။